င်္ဂလာပါမြစ်စနာသတင်းကြံနဲ့အပတ်စဉ် TV အစီအစဉ်ကိုတင်ဆက်ပေးတော်တော့မှဖြစ်ပါတယ်ဒီအစီအစဉ်မှာကချင်ပြည်နယ်အတွင်းကသတင်းနဲ့သတင်းဆောင်ပါတွေအပြင်ဒိုင်းနာလူမျိုးစုတွေရဲ့အတန်တွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်မြစ်စနာဖက်ကန်လမ်းပိုင်းကတိုက်ပွဲတွေကြောင့်ဖက်ကန်ဒေသဘက်ကိုတင်းချောင်လာကြတဲ့စစ်ဘေးချောင်တထောင်ကျော်အတွက်အစားအသောက်နေရာထိုင်ခင်းနဲ့အများသောအိမ်နာတွေလိုအပ်နေတယ်လို့သိရပါတယ်ဒေါ်ဆန်းစုကြည်အသက်80နှစ်ပြည့်မွေးနေ့အမှတ်တရစု80 birthday brute ရင်ထိုး အထူးထုတ်လို့ရောင်းချမယ်လို့သိရပါတယ်။ဗလမင်းထင်တရားအနီးတဲကြောက်ထုတ်ပြီးရွှေတူးဖော်နေတာကြောင့်အနည်းရှိတဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်တဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။မြချနာဖကန်လမ်းပိုင်းကတိုက်ပွဲတွေကြောင့်ဖကန်ဒေသဘက်ကိုတိမ်းရှောင်လာကြတဲ့စစ်ဘေးရှောင်တထောင်ကျော်အတွက်အစားအသောက်နေရာထိုင်ခင်းနဲ့အများသုံးအင်နာတွေလိုအပ်နေတယ်လို့သိရပါတယ်။ ဖကမြုံနယ်လုံးခင်ကျေးရွာအုပ်စုမော်စီစာကျေးရွာကကချင်နှစ်ချင်းခရိယန်တင်းတော် KBC ဖျားချောင်းကိုဆစ်ဆောင်လာသူတွေအတွက်အစားအသောက်နဲ့နေရာထိုင်ခင်းနေလို့အနေရလို့စစ်ဘေးရှောင်ကူညီပေးနေသူတို့ကမျက်နှာတည်တင်းချနယ်ကိုပြောပါရယ် ွန်စီစာ KBC ဖျားချောင်းဝင်းမှာဖွင့်လှစ်ထားတဲ့အသင်းတော်အခြေပြုမြူရှာချောင်းចောင်းဆောင်မှာစစ်ပေးရှောင်းတွေခိုလုံနေကြရတာဖြစ်ပြီးចောင်းဖွင့်ကာလရောက်ရင်စစ်ပေးရှောင်းတွေအတွက်နေရာထိုင်ခင်းအခက်အခဲဖြစ်လာမှာကိုစိုးရိမ်တယ်လို့လည်းဆိုပါတယ်။မွန်စီစာဖျားချောင်းမှာနတ်မြကျေးဝအထက်ဘက်ကဒေသခံအိမ်ထောင်စု46စုနဲ့လူဦးရေ166ရောက်လာရောက်ဆစ်ရှောင်းနေပြီးအမျိုးသမီးနဲ့ကလေးတွေများလို့သိရပါတယ်။မွန်စီစာတောင်ပေါ်ဗုဒ္ဓဘာသာဘုန်းကြီးចောင်းမှာလည်း ဆက်ဆောင်လာသူတွေရှိပြီးစာဝတ်နေရေးအတွက်ကိုညီထောက်ပံ့မှုလိုအပ်နေတယ်လို့ဂောဘကတအူကမချနာတဲ့တဲ့ချန်နယ်ကိုပြောပါဗျာ။ဒီကရမိတဲ့ကတော့လာလို့ပြရတာပဲ။ဘုရားလိုတော့ဘုရားလိုတန်းကြီးရှင်နေရတော့မရသေးတော့မများဘူးလေ။ငလျင်ပေးနေပါတဲ့သူကအဲ့ဒါ။တောင်းဝင်နေပါပဲ။ကြာကြာရင်လည်းအမြဖြစ်လာရင်တော့တောင်းဝင်ရဲ့ဆက်ဆက်ဖြစ်လာပါတော့မယ်။ဒါပါပဲ။ မော်စီစာတောင်ပေါ်ဖုန်ကြီးเจ้าမှာနမရချေရွာကမော်စုပ်ချေရွာဘက်ကလူငွေ52ယောက်လာရောက်ခိုလုံနေကြရလို့သိရပါဗျ။မင်းချနာတည်င်းချာနယ်ကရရှိထားတဲ့စာရင်းအရမော်စီစာဖျားเจ้าနဲ့မော်စီစာတောင်ပေါ်ဖုန်ကြီးเจ้าအပြင်ကထန်ယံထွေဆန်ယံနမဖြစ်ဆိုင်းအောင်ဆိုင်းတောင်စဘော့မော်စီစာရှိတ်ယံယူမာရှရောခနမောနဲ့ဖပင်ကဆစ်ဆောင်စခန်းတွေမှာနမရအထက်ဘက်ခြေရွာတွေကဆစ်ဆောင်လာကြတဲ့လူကြီးတထောင်ကျော်ရှိရလို့သိရပါဗျ။တိုက်ပွဲချိန်တွေပေါ်မူတည်ပြီးဒီထက်လည်းပိုများနိုင်တယ်လို့လည်းဆိုပါဗျ။ ဒါအပြင်ဖက်ကန်ဒီတာပဲမတက်လာနိုင်တဲ့ကတ်မော်ဇုပ်ဆိုင်းဖရာနမ်ယာစတဲ့ခြေရော်တွေကဒီတာခန်တထောင်ကျော်လဲနိစရာတော်ထဲမှာစစ်ပေသိန်းရှောင်းနေကြရလို့သိရပါဗျ။ပြီးခဲ့တဲ့ April 24ရက်နေ့ကမြစ်နာဖက်ကန်လမ်းပိုင်းကိုစစ်ကောင်စီကစစ်ကြောင်းထိုးလာခဲ့တာပါ။အဲဒါကြောင့်ကချင်လွတ်လပ်ရေးတမတော် KIA ပူးပေါင်းတပ်တွေကနေကြားဖြတ်တိုက်ခိုက်နေတာဖြစ်ပြီးလမ်းပိုင်းမှာရှိတဲ့ခြေရော်ဒီတာခန်တွေစစ်ပေသိန်းရှောင်းနေရတာဖြစ်ပါတယ်။ ဒေါန်ဆန်းစုကြည်အသက်80နှစ်ပြည့်မွေးနေ့အမှတ်တရစု80 birthday brooch ရင်ထိုးအထုထုတ်လုပ်ရောင်းချမယ်လို့သိရပါဗျ။ထောင်ဆန်းစုကြည်နဲ့အတူ B2A တသားလေးရှိနေဆိုတာကိုသိစေချင်တာကြောင့်လာမယ့်ဇွန်လ19ရက်နေ့မှာကြာရောက်မယ့်သူ့ရဲ့အသက်80ပြည့်မွေးနေ့အမှတ်တရအနေနဲ့ SU80 Birthday Brochure ထိုးကို AMDM Australia Humanitarian Aid for Burma ကမွေးနေ့အမိအထူးထုတ်လုပ်ရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။ Australia နိုင်ငံကနေတဆင်မြန်မာနိုင်ငံအပါအဝင် နိုင်ငံအနှံ့ပြောင်းရောင်းချတော့မှဖြစ်ပြီးလက်တလောအထီရောစင်ကာပူမလေးရှားထိုင်းဩစတြေးလျ UK ဂျာမနီနော်ဝေးကိုရီးယားနဲ့ UAE စတဲ့နိုင်ငံတွေကမာယူကြတယ်လို့သိရပါတယ်ရှင်တို့ရဲ့နောက်မှာ use your liberty to promote ours on sensuji ကျွန်တော်တို့ရဲ့လိုလောက်ခွင့်ကိုအသုံးချပါဆိုရက်ဒေါ် sensuji ရဲ့အဆိုအမိန်ကိုရေးထိုးထားပါတယ်အဲ့ဒီအတိုင်းပဲကိုယ့်ရဲ့ဟိုပါပေါ့နော်အာ freedom တွေလိုလောက်ခွင့်တွေအဲ့ဒါတွေအတွက်ကို အာကျွန်တော်တို့မှာအမှောင်ကျနေတဲ့မိဟုံးတောင်းနေတဲ့ပြည်သူတွေဒုက္ခရောက်နေတဲ့ကျွန်တော်တို့ရဲ့မြန်မာပြည်ကြီးကိုအာဝိုင်းပြီးတော့ promote လုပ်ပေးကြပါအာကူညီကြပါခေတင်ကြပါပေါ့နော်ဒီ message ကိုလည်းပေးချင်တာပေါ့ SUID birthday brush ကိုရင်ထိုးအဖြစ်အသုံးပြုလို့ရသလိုလော်လီဆွဲအဖြစ်လဲဆွဲလို့ရတဲ့အပြင်နောက်တစ်မျိုးအနေနဲ့ brush with white display အနေနဲ့လည်းမန်ပေါင်းတွင်အလားချိတ်ဆွဲထားလို့ရတဲ့ပုံစံနဲ့3 in 1ထုတ်လုပ်ထားတယ်လို့သိရပါဗျာ ။ရောင်းချလို့ရရှိလာတဲ့ငွေတွေချိန်က SUAD birthday brooch ရှင်တို့ထုတ်လုပ်ကတခုကို Australia dollar 20နဲ့ delivery fee ကုန်ကြောင်းငွေနှုတ်ပြီးအမြတ်ငွေစုစုပေါင်းကိုစပေးရှောင်းတွေမြေပြင်တပ်ရင်တပ်ဖွဲ့တွေရဲ့ဧကစေဝါနဲ့လိုအပ်ကြတွေအတွက်တိုင်းရိုက်ထောက်ပံ့ကူညီလိုတန်းသွားမယ်လို့ဆိုပါရယ်။ IDP တွေရှိဟိုကိုတချို့ကိုကျွန်တော်တို့အာထောက်ပံ့လိုတန်းသွားမယ်ပြီးတော့ຫນွေဦးဒေါ်လာရေးမှာ ျွန်တော်တို့ဟောပါတော့ PDF တွေရှိတယ် local PDF တွေရောပါတော့တိုက်ပွဲဝင်နေတဲ့အာဘယ်ဘယ်တိုက်ပွဲဝင်မဆိုးပါတော့ကျွန်တော်တို့ PDF မှာမဟုတ်တိုင်းရင်းသားအဖွဲ့တွေရောပါတော့လောလောဆယ်ကျွန်တော်တို့ဟောပါတော့ဒေါ်လာရဲ့အဖွဲ့တွေကျွန်တော်တို့ ABSD ရဲ့အကြောင်းသားတမတော်ပါဝင်အာရန်ကုန်တိုင်း PDF ပေါ့နော်ကျွန်တော်တို့ပဲအညာဒေတာဆိုစကိုင်းဘက်တို့မန္တလေး PDF တို့အဲအဲ့လိုမျိုးကျွန်တော်တို့တက်နိုင်သလောက်ပေါ့အဒီဘက်တွေကိုထောက်ပံ့သွားဖို့ဒါမြေပုံနဲ့ အာဆု80 birthday project ပေါ့နော်ပထမအတော့အနေနဲ့မွေးနေ့အမီရင်ထိုးအခု9ရက်ကိုထုတ်လုပ်ဖြန့်ချီသွားမှာဖြစ်ပြီးဆု80 birthday brooch with golden frame တခုကို Australia dollar 100နဲ့အထူးမှယူနိုင်သလိုဆု80 birthday brooch with white display တခုကို Australia dollar 60နဲ့အမှယူလုပ်လေရပြီးတော့ဆု80 birthday brooch with black box နဲ့ယူယူကတော့ flyer မှာပါတဲ့ price အတိုင်း Australia dollar 50နဲ့မှယူနိုင်တယ်လို့သိရပါတယ် ချားပင်တော်ဆန်းစုကြည်ရဲ့ပုံနဲ့အင်ချီဝဆုံတွေ၊ဂျက်ကက်တွေ၊ပင်ဒီတိုက်ပုံတွေထုတ်လို့ရောင်းချတဲ့ project လေးရှိပြီးတော့အဲ့ဒီတည်းရရှိလာတဲ့အမြတ်ငွေတွေကိုလည်းဆစ်ဆောင်တွေ၊ CDM တွေနဲ့နေဦးတူလိုင်းရဲ့အဖွဲ့တွေကိုလူသန်းသွားမှဖြစ်တယ်လို့သိရပါတယ်။နေစုဟိုကျမပြီးတော့အနေကင်းစင်းစွာနဲ့ရှိပါစေ။အာအမြန်ဆုံး เนาะမတရားဖန်စီချုပ်နှောင်ကျင်းချခံရတဲ့ဒီဒီဒီကနေအများဆုံးလွတ်မြောက်ပါစေအာကျွန်တော်တို့အမေစုရဲ့ဆောင်းဘုတ်လေးပေါ့နော် freedom from fear ပေါ့နော်အဲဒီဒီဒီကအခုပြည်သူတွေကိုလဲပေါ့နော်အဓိကကတော့အာဒီ message လေးတွေကိုအဓိကပေးခြင်းတယ်ပေါ့နော် real freedom is a a freedom from fear ပေါ့နော်ဆိုတော့အဲကျွန်မေစုကိုလည်းဒီ message ပေးခြင်းနဲ့ကျွန်တော်တို့ပြည်သူတွေကိုလည်းဒီ message လေးတွေပေးခြင်းတယ်ပေါ့နော် အနာသိန်းတဲ့နေ့အစားပြီးလက်ရှိအချိန်အထိမတရားဖန်ဆီးခံရတဲ့ဒေါ်ဆန်စုကြည်ရဲ့ဂျမိုင်းအခြေအနေကိုမသိရှိရသလိုလက်တလို့ဖြစ်ပေါ်ခဲ့တဲ့ငလင်ချောင်းတချို့အချမ်းတောင်တွေပြိုချပြက်စီးသွားရဆိုတဲ့သတင်းတွေကြားရပေမဲ့ဒေါ်ဆန်စုကြည်နဲ့နိုင်ငံရေးအကြံသားတွေရဲ့သတင်းတွေကိုမကြားသိရတဲ့အတွက်ဆိုရင်းနေရတယ်လို့လည်းဆိုပါရယ်ကမ်ပိန်းလုပ်ရတဲ့ရည်ရွယ်ချက်ဟာပြည်တွင်းပြည်ပမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံကပြည်သူတွေအနေနဲ့ဒေါ်ဆန်စုကြည်ကိုအမြင်တရားပြီးအများဆုံးလွတ်မြောက်လာနိုင်ဖို့အတွက်စူးစမ်းနေကြောင်း ဘယ်တော့မှမမေ့ကြောင်းနဲ့တသားသေးရှိနေဆိုတော့ကိုအဓိကပြချက်နဲ့အတွက်ဖြတ်တယ်လို့လည်းသိရပါတယ်ဝေလံခေါင်ဖြားတဲ့ပူတော်ခိုင်နောက်မမြို့နယ်ကစံချောင်းအစွန်းမှာရှိတဲ့ခူတီကျေးရွာကအသက်ကြီးဘိုးဘွားတွေအစားအသောက်နဲ့ဆေးဝါးအကူအညီတွေလိုအပ်နေပါတယ် နောင်မမျိုးကနေ10မိုင်ဝန်းကျင်အကွာမှာရှိတဲ့ခူတီချေရွာမှာတက်ကြီးဘိုးဘွားတွေနဲ့မတန်ဆွမ်းသူတွေအပါအဝင်အယောက်20ရှိရလို့ဆိုပါတယ်။တနိုင်တဲ့လောက်စိုက်ပျိုးထားတဲ့စပါးတွေမရိတ်သိမ်းနိုင်ခင်ကာလအတွင်းအကူအညီတွေလိုအပ်လေးရှိရဖြစ်တယ်လို့ဘိုးဘွားတွေအတွက်အကူအညီရရှိရေးဆောင်ရွက်ပေးနေသူကမချနာတဲ့ channel ကိုပြောပါတယ်။အဘိုးဘွားတွေကတော့နေ့စဉ်နေ့တိုင်းဘုံရဒီပေါ့နော်ဒီငါးလပိုင်းဆောက်လပိုင်းရနဲ့သူတို့ဆိုင်တဲ့စပါးတွေမမေ့ခင်စစ်တလစေနာပိုင်းစစ်တလပိုင်းကြီးဟာ အပေါ်မှာလိုအပ်တာဟုတ်တယ်။ဒီဘက်လည်းလိုအပ်တယ်။အဓိကကျတော့ဒီစာနဲ့ဒီစာစံပေါ်အဓိကပါပေါ့နော်။စာဝင်ရဲ့အထွတ်တောင်ယာနဲ့လေယာတွေလောက်ကင်ချပြီမဲ့တက်ကြီးပိုးပွားတွေဖြစ်တာကြောင့်အ ਨੇ အချင်းသာလောက်ကင်နိုင်တယ်လို့သိရပါဗျ။တန်းနိုင်တဲ့လောက်စိုက်ပျိုးထားတဲ့အထက်ကြွက်တွေနဲ့တောကောင်တွေကြောင့်ဖြစ်စီမှုတွေကြုံရပြီးတမိသားစုမှာတနစ်ကိုစပါးဆယ်တင်းလောက်သာရရှိကြရလို့သိရပါဗျ။ဆန်စပါးအကူကြီးအပြင်ပိုးပွားတွေထဲအစစ်မြက်ကိုက်ခဲတာတွေလည်းရှိရကြောင်းဆေးဝါးတွေလည်းလိုအပ်နေတယ်လို့သိရပါဗျ။ ခူတီကျေးရွာဟာအရင်ကတော့လူစီတဲ့ရွာတရွာဖြစ်ခဲ့ပေမဲ့ငွေကြေးရှာဖွေနိုင်သူတွေနဲ့တန်ဆွမ်းတဲ့သူတွေဟာတခြားမျိုးရွာတွေပဲပြောင်းရွှေ့သွားကြတာဖြစ်ပြီးရွှေ့ပြောင်းဖို့မတတ်နိုင်တဲ့ဘိုးဘွားတွေပဲကြာနေခဲ့တာဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာတော့ရွာခံအင်ထောင်စု၅စုနဲ့တာဝန်ခံဆရာအင်ထောင်စုတစ်စုရှိပြီးစုစုပေါင်းလူဦးရေ20ရှိရလို့သိရပါတယ်ဆက်သွယ်လူတန်းလိုပါကဖုန်းနံပါတ်39963436268ကိုဆက်သွယ်နိုင်ပါတယ် စစ်ကောင်စီလက်ချက်ကြောင့်အာဏာသိမ်းချိန်ကစပြီး2025ခုနှစ်မေလ16ရက်နေ့အထိအသက်18နှစ်အောက်ကလေးသင်ငယ်105ယောက်တေဆုံးခဲ့ရတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ကောက်ယူထားတဲ့ဆင်းတွေအရသိရပါဗျ။ ပြည်ခရဲမေလာစနေရနေ့က Skyline ဒီပရေမျိုးနဲ့အုံထင်းတွင်ချေရွာကစာတင်ချောင်းကိုစစ်ကောင်စီရလေချောင်းကနေပုံချေတက်ခိုက်ခဲ့တာကြောင့်စာတင်ချောင်းနေလေကလေးသူငယ်အယောက်20ဒေဆုံးခဲ့ရပါတယ်။အာနာသိမ့်ပြီးကာလလေးနှစ်ကျော်ကြာတဲ့အထိစစ်ကောင်စီရရတားပြည်သူတွေကိုလေချောင်းကနေပုံချေတက်ခိုက်မှုတွေပုံမလို့ဆောင်နေစဉ်ဖြစ်တယ်လို့မတရားဖန်ဆီးနှိပ်စက်တပ်ဖြတ်မှုတွေကြောင့်ကလေးသူငယ်အမျိုးသမီးတွေရဲ့ပါအဝင်ရတားပြည်သူဒေဆုံးမှုကလည်းအများပြားရှိနေစဉ်ဖြစ်ပါတယ်။ ABB ရဲ့လက်လံမီအတီးပြူချနိုင်တဲ့အစဉ်တွေအရရတပီသူစုစုပေါင်း6689ယောက်ထိ송ခဲ့ပြီးအမျိုးသမီးအယောက်1600နဲ့ကလေးသူငယ်105ယောက်အထိထိ송ခဲ့ရတယ်လို့သိရပါတယ် လသမဂ္ဂကလေးများရံပုံငွေအဖွဲ့ UNICEF ကလည်းမြန်မာနိုင်ငံတဝမ်းမှာဆေးရပနေပခါရီကြောင်းချက်ပြေတင်းရှောင်နေရတဲ့3.5တန်းကျော်တဲ့မှာတက်တဒမတင်ကတန်ကကလေးသူငယ်တွေဖြစ်တယ်လို့2025ခုနှစ်ဖေဖော်ဝါရီလထဲမှာထုတ်ပြန်ထားပါရယ်ပြီးရဲ2024ခုနှစ်တနည်းထဲမှာပဲတိတ်ဆုံးတန်ရရှိခဲ့တဲ့ကလေးသူငယ်ပေါင်း950ကျော်ရှိပြီးတော့မြန်မာနိုင်ငံတဝမ်းမှာတရက်ကို၂ရက်ထက်ပိုတဲ့ကလေးသူငယ်တိတ်ဆုံးတာတန်ရရှိရာတွေကိုရင်ဆိုင်နေရတယ်လို့ UNICEF ကဆိုပါရယ် လမင်းထင်သရအနေတဲကြောက်ထုတ်ပြီးရွှေတူးဖော်နေတာကြောင့်အနည်းရှိတဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်တဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။မစ်ချနာမျိုးနဲ့ဝိုင်းမော်မျိုးကိုအဓိကဆက်တွဲထားတဲ့ဗလာမင်းထင်သရအနေတဲကြောက်ထုတ်ပြီးရွှေတူးတာဟာအနည်းရှိတဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်တယ်လို့ Kitchen Environmental Group KEG ကပြောပါတယ်။ အခုလာမဲ့မိုးတွင်းမှာတောင်မှဒီကဘာပြူတာတွေမြည်ရတိုက်စားတာတွေအများကြီးဖြစ်လာနိုင်တာပေါ့နော်နောက်ဆက်သွဲနေတဲ့ဒီရွှေလုပ်ငန်းတွေလုပ်ကင်တဲ့အတွေ့အကြုံမျိုးရေတန့်ရှားပါမှုတွေပေါ့နော်နောက်ပြီးမှဒီအဲရေထင်းမှနေတဲ့တတ္တဝါတွေစိတ်တက်မယ် အဲ့ဒီဟာအဲ့ဒီစိတ်တည့်တဲ့တတ်တော်တွေကိုဖမ်းပြီးမှဒီအတက်မွေးဝမ်းကြောင်းလုပ်နေတဲ့သူတွေကနေသစ်ပေါ့နော်ဒီဟာတွေကိုစားသုံးတဲ့သူတွေလည်းဒီအစာစိတ်တည့်တဲ့ယောဂတွေရမယ်အဲ့ဒီနောက်ဆက်သွဲပြဿနာတွေအများကြီးရှိလာနိုင်ပါတယ်ဗလာမင်းထင်တာဟာကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့မင်းချနာမြို့မှာတည်ရှိတာဖြစ်ပြီးလူဦးရေထူထပ်တဲ့နေရာမှာရှိတဲ့တံတားတစ်ခု ဖြစ်တဲ့အတွက်ပုံမစိုးရင်ဆရာရှိရလို့လည်းပြောပါတယ် ရေကြီးရေရှမ်းဖြင့်အရင်ကထိခိုက်မှုအများဆုံးခံစားရတဲ့ရက်ွက်တွေဟာရေကြီးရေရှမ်းထပ်ဖြစ်လာခဲ့ရင်ပုံမခံစားရနိုင်ခြေရှိရလို့လည်းသုံးသပ်ပြောဆိုပါရယ်။မြေဆုံအထက်ဘက်ရွှေတူးဖော်မှုတွေကြောင့်မိုးကြီးရေရှမ်းတဲ့အခါမြကျနာမျိုးကမြင်းနှင်းပိုင်းရက်ွက်တွေမှာရေနှင်းမြုပ်လေးရှိနေတာ ဖြစ်ပါရယ်။အဲဒါကြောင့်ဒီထက်ပိုပြီးမပြတ်စည်းခင်ရွှေတူးဖော်တဲ့လုပ်ငန်းတွေကိုအမြန်ဆုံးရပ်တန့်ဖို့လိုရလို့လည်းသိရပါရယ်။ကုမ္ပဏီ20ကျော်လောက်ကလွန်ခဲ့တဲ့မတ်လလောက်ကစပြီးတဲကြောက်ထုတ်ယူရေးဗန်းပြပြီးတော့ရွှေတူးဖော်နေတာကို အခုချိန်ထိဘယ်အာဏာပိုင်တွေကမှလာရောက်သားမြစ်တာမျိုးမရှိဘူးလို့သိရပါဗါးအဲ့ဒီကုမ္ပဏီ၂၀ကျော်ထဲမှာစစ်ကောင်စီခန့်ဝန်ကြီးတွေနဲ့တိုင်းဒါလုပ်ငန်းရှင်တွေလည်းပါဝင်နေရလို့ခိုင်မာတဲ့တည်င်းရင်းမြစ်စီကကြားသိရပါဗါးတရုတ်လုပ်ငန်းရှင်တွေဟာမြစ်ထဲကတဲချောက်တွေကိုကားကြီးတွေနဲ့တခြားရပ်ကွက်တွေဘက်ကိုတဲယူပြီးရွှေချယူကြရလို့ရွှေသွားကျင်တဲ့သူတွေစီကကြားသိရချောင်းဗလာမင်းတန်တရာအနီးနေထိုင်သူဒေတာခန့်တူကပြောပါဗါး ရောင်းထားတာတဲ့သိန်း၅ပေါင်းလို့ဆိုလားအဲ့လိုရောင်းထားတာအလောပါ၅ဦးလို့ပြောတယ်အဲ့လိုအပြောက်ဝင်လိုက်တာပေါ့ဒီဂျုံလုံးအဲ့လိုကြီးကြားတယ်မိကြီးကပြောတာတော့ရွှေကျင်ဖို့ရောက်လာတဲ့အနီးတစ်ဝိုက်ရှိဒေတာခံတွေကိုတော့ကုမ္ပဏီဘက်ကလက်နက်ကျင်ခွင့်ပေးထားကြတယ်လို့သိရပါတယ်ကုမ္ပဏီတွေကဘက်ဟိုစက်ကြီးတွေကားကြီးတွေနဲ့နေဆိုင်ညဆိုင်ဆင်ပြီးအသားအဆီးမရှိတူဖော်နေကြတာဖြစ်တဲ့အထက်အစိုးရဘက်ကခွင့်ပြုထားတာလို့အထင်မြင်မိကြောင်းအထက်ပါပလမင်းတင်တဲ့အနီးနေထိုင်သူဒေတာခံကဆက်လက်ပြောပါတယ် သူ့ရရောင်းလို့အောင်းမိတာသူ့ရညီမယောင်းလို့သူတို့အဲ့လိုမရဲတင်းမှုလေဒါအရေးတင်းတော့တစားမှာအရာချောင်ရလာတော့လာအရန်ခက်သေးတော့ရွှေတူတာအပြင်တက်ကြောက်ထုတ်တာတွေကိုလည်းလှောက်ဆောင်နေပြီးအဲ့ဒီတသားအနီးမှာလည်းနောက်ထပ်တသားအစ်စ်သင်းကိုဆောက်လုပ်နေတာအခုဆိုရင်လင်းနစ်ကျော်လောက်ရှိပြီဖြစ်ပါတယ်ကချင်ပြည်နယ်ရဲ့မြောက်ပိုင်းစွန်းဒေတာဖြစ်တဲ့ပူတာဒေတာရှိမလီခမြင့်ချောင်းတို့ရှောက်နဲ့အရှေ့မြောက်ဘက်ဒေတာဖြစ်တဲ့ချဖွေဒေတာဘက်ရှိမေခမြင့်ချောင်းတို့ရှောက်တွေမှာ အလွန်အကျွံရွှေတူးဖော်နေကြတာဖြစ်ပါတယ်။ဒါအပြင်မေခနဲ့မလိခပေါင်းစုံရာဒေသဖြစ်တဲ့မြစ်ဆုံကနေစပြီးမြစ်နားပေါ်မှာရွှေကူဘက်တွေအထိအရာဝတီမြစ်ချောင်းတို့လျှောက်မှလည်းရွှေတူးဖော်နေကြရလို့သိရပါတယ်။ရွှေအလွန်ကျွံတူးဖော်မှုတွေကိုအာနာသိမ့်ပြီးနောက်ပိုင်းမှာပုံမလို့ဆောင်လာကြတာဖြစ်တဲ့အထွတ်ကချင်ပြည်နယ်ရဲ့အကြီးအကဲရေတောင်မြစ်ဖြစ်တဲ့အရာဝတီမြစ်ဟာ ပြသားပါဝင်မှုများသွားပြီးသုံးဆွဲဖို့မတည်တဲ့ရေအဖြစ်သတ်မှတ်ခံထားရပြီဖြစ်ကြောင်းလဲတဘာဝပဝင်ကျင်တဲ့ပတ်သက်ပြီးစောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေဆရာကြားသိရပါတယ်။ဒုပလာတဲ့ရွှေတူးဖော်မှုတွေကြောင့်ရေအောက်ချမ်းပြင်းမြင့်တက်ပြီးမြစ်ပြင်ကျေပြတ်မှုတွေဟာလည်းနစ်စင်တိုးလာနေပြီးကဘာပြိုချမှုနဲ့ရေကြီးရေရှမ်းမှုတွေလည်းပုံမဖြစ်ပွားလာတယ်လို့တဘာဝပဝင်ကျင်လေ့လာသူတွေကဆိုပါတယ်။ မြစ်ချနာသတင်းချာနဲ့ TV အစီအစဉ်ကိုအပစင်ချာတာပတိနေမနဲ့၈နိုင်တိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်မြစ်ချနာသတင်းချာနဲ့ Facebook, YouTube, Telegram, Instagram စတဲ့ online channel တွေမှာလာရောက်ကြည့်ရှုနိုင်ပါတယ်။ပိတ်သက်အားလုံးကိုစိတ်နှလုံးသုံးပါစမ်းမချမ်းသာကြပါစေ။